အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။အီရန်နဲ့အစ္စရေးကြားမှာဒီစနေရက်စစ်ပွဲကြီးဖြစ်လိုက်တာကြောင့်အဲမင်းဖြောက်ခံထားတဲ့စစ်ပွဲတွေရှိနေပါတယ်။ဒါကတော့ယူကရိန်းစစ်ပွဲပါ။အခုတော့ယူကရိန်းစစ်ပွဲကမျက်နှာစာကို ပြန်ပြီးတော့ရောက်လာခဲ့ပါပြီ။အမေရိကန်သမ္မတဒိုနယ်ထရမ့်ကဒီယူကရိန်းကိုဒီပက်ထရီယာဒုံးကျည်ပေါ့နော်ဒုံးကျည်စနစ်တွေအာထပ်ပေးဖို့စဉ်းစားနေတယ်လို့ပြောလိုက်ပါတယ်။အမေရိကန်သမ္မတဟာ နေတိုအစည်းအဝေးအဲ့ဒီအဝန်အဝိုင်းမှာဒီယူကရိန်းသမ္မတဇလန်စကီနဲ့တကပိတ်အစည်းအဝေးလုပ်ပြီးတဲ့နောက်ပိုင်းမှာအခုလိုမျိုးပြောလိုက်တာဖြစ်ပါတယ်။ နေတိုအစည်းအဝေးမှာတော့အဖွဲ့ဝင်နိုင်ငံပေါင်း32နိုင်ငံအနေနဲ့အဲ10နှစ်အတွင်းမှာနှစ်စဉ် GDP ရဲ့900ခိုင်နှုန်းအထိစည်ရေးဘတ်ဂျက်အဖြစ်သုံးစွဲသွားဖို့သဘောတူခဲ့ကြပါတယ်။ဒါကြောင့်နေတိုနိုင်ငံတွေရဲ့ယူကရိန်းအပေါ်ထောက်ပံ့မှုတွေကလည်းတိုးလာဖို့အလားအလာရှိနေတဲ့အချိန်မှာဒီ Patriot ဂျားဖြတ်ဒုံးကျည်စနစ်ကိုထပ်ပေးဖို့ အမေရိကန်ကစဉ်းစားလာတာလည်းဖြစ်ပါတယ်။ပီထရီယာဂျားဖြတ်ဒုံးကျည်စနစ်ဟာရေဒါကိုအခြေခံတဲ့မြေပြင်ကဝေဟင်ပစ်ဒုံးကျည်စနစ်ဖြစ်ပြီးတော့တစ်ဖက်ကပစ်လွတ်လိုက်တဲ့ဒုံးကျည်တွေကိုဂျားဖြတ်ပစ်ချတဲ့စနစ်ဖြစ်ပါတယ်။